အိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်မြို့မှာမေလ16ရက်နေ့ကအဆောင်တစ်ခုတွင်လျှက်စစ်ရှော့ဖြစ်ပြီးလူ18ဦးထပ်မံနေတေဆုံးခဲ့ကြောင်းအရာရှိများကပြောကြားခဲ့ပါတယ်။ဟိုက်ဒရာဘတ်မြို့တည်ရှိတဲ့တယ်လန်ကာနာပြည်နယ်ရှိပြည်သူ့ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဌာန၏ထုတ်ပြန်ချက်တွင်ဒေသစံတော်ချိန်နဲ့6နိုင်ခန့်ကမီးလောင်ကြောင်းပြောကြားခဲ့တဲ့ပုံခေါ်ဆိုမှုကိုလက်ခံရရှိခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။မီးကမြေအောက်ထက်ကနေလောင်ပြီးအပေါ်ဒက်တွေကိုကူးဆက်ပြန့်နှံ့သွားတာပါ။မီးသက်တာနဲ့ရှားဝေကယ်ဆေးလုပ်ငန်းတွေကိုချက်ချင်းလှုပ်ဆောင်ခဲ့ပါတယ်။ တည်ဆုံးသူများရဲတွင်အသက်9နှစ်အောက်ကလေး6ဦးပါဝင်ခဲ့ပါရယ်အိန္ဒိယ၏တထုအတွင်းရေးရာဝန်ကြီးကမီးလောင်မှုဖြစ်ပွားခဲ့တဲ့နေရာကိုတွားရောက်ကြည့်ရှုခဲ့ပြီးကနဦးစစ်ဆေးချက်များအရာလျှက်စစ်လျှော့ဖြစ်ပြီးမီးစတင်လောင်ခဲ့ခြင်းဖြစ်နိုင်တယ်လို့လေ့လာတွေ့ရှိရကြောင်းမီဒီယာများကပြောကြားခဲ့ပါရယ်အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီကလည်းတည်ဆုံးသူများအတွက်အလွန်ဝမ်းနည်းကြောင်းနဲ့တည်ဆုံးသူများ၏ကျန်ရင်သူမိသားစုတိုင်းကိုရူပီး2သိန်းဒေါ်လာ2300စီထောက်ပံ့ပေးမယ်လို့ကြေညာခဲ့ပါတယ်။အိန္ဒိယရဲ့အဆောက်အအုံများတွင်ဘေကင်းလုံခြုံရေးစည်းကမ်းများအားနည်းမှုကြောင့်မကြာခဏမီးလောင်ကျွမ်းလေရှိပါတယ်။